အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးကတော့ N1 ခန်းကြီးမာစတာအပိုင်း21ပေါ့နော်ဖတ်စာအုပ်ထဲမှာဆိုရင် အခန်း၈ဖြစ်ပါတယ်အဲ့တော့ဒီတဲမှာဆိုလို့ရှိရင်တော့ဝက်ချလေးတွေကိုအနည်းငယ်ရှော့ထားတယ်ပေါ့နော်အဲ့တော့အားလုံးနဲ့အတူတူလေ့လာကြည့်ပါမယ် အဲ့တော့ပထမဆုံးစကလုံးလေးကချောပေါ့နော်ချောဆိုရင်အားလုံးသိတဲ့အတိုင်းဒါလိပ်ပြောင်းပြောတာပေါ့နော်အဲ့တော့သူ့ရဲ့မူရင်းအတိတ်ဘယ်ဟိုကဟီလာဟီလာထိုဘူးခွန်ချူတစ်ဖြတ်ဖြတ်ပြန်တန်းနေတဲ့ပိုးပိုးကောင်လေးတွေဆိုတဲ့အတိတ်ဘယ်ပေါ့နော်အဲ့တော့သူကလိပ်ပြာဖြစ်ပါတယ်ဒိုရှိကရိယာအနေနဲ့ဆိုရင်တော့မရှိဘူးမရှိတဲ့အတွက်ကြောင့်မလို့သူကကရိယာအနေနဲ့သုံးချင်တယ်ဆိုရင်ချောကမောက်ချောကထိုဘူးလိပ်ပြာလေးတွေက ခုံပြန်ပြီးဝဲနေတယ်လိပ်ပြလေးတွေပြန်တန်းနေတယ်အဲ့လိုပုံစံမျိုးနဲ့အသုံးပြုရပေါ့နော်အဲ့တော့အောက်မှာစကလုံး၅ခုပေးထားရပေါ့နော်နံပါတ်၁ကကြတော့ချော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 ဆိုတာကကြတော့လိပ်ပြလေးတွေကိုပြောတာပေါ့နော်နောက်တစ်ခုကခိုချောလန်းခိုချောလန်းဆိုတာကကြတော့ဒီတပုံတွေမှာပါတဲ့တစ်ခွာပန်းပုံစံမျိုးငိုက်ဆိုင်နေတဲ့အဲအပန်းတွေကိုပြောတာပေါ့နော်အဲ့လိုမျိုးပန်းချင်းကိုပြောတာပေါ့အဲ့ဒါကိုခိုချောလန်းနောက်တစ်ခုကကြတော့ချောမူဆူပီချောမူဆူပီ ချောမှုဆိုပြီးဆိုတာကြတော့ဥမာကိုင်းနေတဲ့ပုံစံတော့လေးတို့တရောထိုးတဲ့တန်တို့တတ်တန်ပုံစံဥညွတ်နေပုံစံပေါ့နော်အဲ့လိုပုံစံမျိုးကိုချောမှုဆိုပြီးလို့ခေါ်ပါတယ်နောက်တစ်ခုကကြတော့ချောစုကိုင်းချောစုကိုင်းချောစုကိုင်းဆိုတာကြတော့တကားပတ်တာတွေကိုပြောတာဖြစ်ပါတယ်နောက်နောက်တစ်ခုကကြတော့ချောခေခလူချောခေခလူချောခေခလူဆိုတာကြတော့ဒီလက်ပြပုံတံပန်းကိုပြောတာဖြစ်ပါတယ်အခုတပုတ်နေမှာပါတယ်ပန်းလေးပေါ့နော် ဲ့တလုံးလေးလာမယ်စကလုံးလေးရကြတော့ခခပေါ့နော်ခဆိုတာချင်းကိုပြောတာဖြစ်ပါတယ်အဲ့တော့သူ့ရဲ့မူရင်းအဓိပ္ပာယ်ကချီကိုစုချီဆိုင်တာထုတ်ဖို့မရှိဆိုပြီးတော့ရေးထားတယ်ပေါ့နော်အဲ့တော့သူ့ရဲ့ဆုပ်တဲ့ပိုးကောင်လေးတွေဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့တော့ခကိုသူကဘာလို့ခေါ်လဲဆိုတော့ချင်းလို့ခေါ်တယ်ပြီးတော့ဒူရှိကရိယာအနေနဲ့မရှိဘူးကရိယာအနေနဲ့သုံးချင်လို့ရှိရင်ခကစဆုခကစဆုချင်းကြိုက်တယ်ခနိစဆတဲ့လူခနိစဆတဲ့လူချင်းကြိုက်တာခံရတယ် အဲ့တော့နောက်တစ်ခုကဒီစကလုံးလေးနဲ့ပတ်သက်ပြီးတော့ထပ်ပြီးတော့မှတ်ချင်တယ်ဆိုရင် အခြားစကလုံးလေးတွေကိုမှတ်ကြည့်မယ်ဆိုရင်ခါယခါယချန်နောခါတူလီစင်ခိုခါတူလီစင်ခိုချင်းစေးခွေခါယလီခါယလီချင်းစေးခွေထွန်နေခွတ်ခါပါရှိလခါပါရှိလခါပါရှိလဆိုတာကြတော့ချင်းပုံတံတန်း ဖြစ်တယ်ဆိုပေမဲ့ဒီအမွှေးချွန့်ချွန်နဲ့ပိုကောင်ငယ်လေးတွေအများကြီးကိုပြောတာပေါ့နော်အဲ့ဒီသွေးတော့မဆုပ်ဘူးအဲ့ဒီကောင်လေးတွေကဒါပေမဲ့ရဲ့အနေငယ်တွေမှတည်တယ်ပေါ့နော်အဲ့ဒီကောင်လေးတွေကိုချင်းပုံတံတန်းပေါ့နော်အဲ့ဒီကောင်လေးတွေကိုခါပါရှိလာဆိုပြီးတော့ခေါ်ပါတယ်ခါပါရှိလာဆိုပြီးတော့ခေါ်တယ်ပေါ့နော်အဲ့ဆိုရင်နောက်ထပ်တစ်လုံးထပ်ပြီးလေ့လာကြည့်ပါမယ်နောက်တစ်ခုစကားလုံးလေးတစ်လုံးကိုအတူတူလေ့လာကြည့်မယ်ပေါ့နော်အဲ့ဒါပါလဲဆိုတော့ခါတော့နာမီတာ ခနောနာမီတာခနောနာမီတာဆိုလို့ရှင်ဘာလို့ပြောရလဲဆိုတော့တပဲ၆ဖြာမဖြစ်စလောက်မတရာရေးစာဆိုတဲ့ပုံစံမျိုးပေါ့နော်။ဟိုဘာမှမဟုတ်တဲ့အရာလေး ਨੇ ဆိုတဲ့ပုံစံမျိုးပေါ့နော်။အဲ့လိုပုံစံမျိုးကိုခနောနာမီတာလို့ခေါ်ပါတယ်။အခုထပ်ပြီးလည်လာမယ်စကားလုံးလေးကကြတော့ဟိုးဆိုပြီးတော့အတန်ထွက်ပြီးတော့ဒီဟတ်ချီဆိုပြီးတော့ ခေါ်တဲ့ခွန်ရမီဟာချီဆိုပြီးခေါ်တဲ့စကားလုံးလေးပေါ့နော် ပြားကိုပြောတာဖြစ်ပါတယ်သူရဲ့မူရင်းအတိတ်ပဲကိုကဒိုကူဖာလီကိုမိုတူခွန်ချူဆိုပြီးအတိတ်ပဲရရပေါ့နော်အဲ့တော့အစိတ်အက်ကိုပန်းဆိုင်ထားတဲ့ပိုးကောင်လေးပေါ့နော်အဲ့ဒါကြောင့်မို့လို့ပြားဆိုပြီးတော့ခေါ်တယ်ပေါ့နော်သူ့ကိုတကယ်လို့ဒိုရှိကရိယာအနေနဲ့သုံးချင်တယ်ဆိုလို့ရှိရင်တော့ဟာချီကဆဆူဟာချီကဆဆူပြားတုတ်တယ်ပေါ့နော်ဟာချီနီအိုဆိုဝါရဲတူဟာချီနီအိုဆိုဝါရဲတူပြားတုတ်ပြားလိုက်ခံရတယ်ပေါ့နော် အဲ့လိုပုံစံမျိုးနဲ့တုံတယ်တခြားစကလုံးတွေကိုထပ်ပြီးတော့လေ့လာကြည့်ခြင်းနဲ့ဆိုလို့ရှိရင်တော့ပထမအဦးဆုံးစကလုံးက hachimitsu hachimitsu ပြာရည်ပေါ့နော်နောက်တစ်ခုက hachinosu hachinosu ပြာထွက်တဲ့အချိုရည်ကိုပြောတာဖြစ်ပါတယ်နောက်တစ်ခုကကြတော့ hoki 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 ဆိုတာပုံကန်အောင်ကြွတာတွန်းလန်တာမျိုးကိုပြောတာပေါ့နော်ပုံကန်ထကြတာကိုပြောတာပေါ့ ဥမာဝါကြလေးနဲ့တွေ့ပြီးလေ့လာကြည့်မယ်ဆိုလို့ရှိရင်တော့အဲရှီမင်းကဖူဆေးနီတိုင်းတဲ့ဟိုကီရှိတာဆိုလို့ရှိရင် ပြည်သူပြည်သားတွေကတရားမမျှတမှုပေါ်မှာမူတည်ပြီးတော့ပုံကန်ထကြွကြရတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးဖြစ်ပါတယ်နောက်တစ်ခုကကြတော့ဟာချီနိုဟီတိုဆာရှိဟာချီနိုဟီတိုဆာရှိဟာချီနိုဟီတိုဆာရှိဆိုတာကကြတော့ပြားတုတ်တာပေါ့နော်အာဟာချီကဆာစုခုတို့ပြားတုတ်တာဆိုတဲ့အဓိပ္ပာယ်ရတယ်နောက်တစ်ခုကကြတော့ဥပမာပြိုင်ပွဲတွေပေါ့နော်ပြိုင်ပွဲတွေရဲ့အစ ံးသက်မှာတစ်ဖက်တစ်ဖက်ကိုပေါ့နော်ကိုကအားတွေအတကုံလုံးထည့်ပြီးတော့အနိုင်ယူလိုက်တာဥမာကိုးဆိုလို့ရှိရင်အပြက်အသက်အားအတကုံကိုကနိုင်အောင်လုပ်ပြီးစူးစမ်းလိုက်တာအဲ့လိုပုံစံမျိုးမှာဆိုလို့ရှိရင်ဒီစကလုံးလေးပေါ့နော်ဟာချီနိုဟီတိုဆာရှိဆိုပြီးတော့လည်းအသုံးပြုပါတယ်အဲ့ဆိုနောက်ထပ်စကလုံးတစ်ခုထပ်ပြီးလေ့လာကြည့်ပါမယ် အခုနောက်ထပ်လေ့လာမယ့်စကားလုံးလေးကအဲ့ဒီ Hachimitsu မှာပါတဲ့ Mitsu ပေါ့နော် Mitsu ဆိုတဲ့စကားလုံးကိုလေ့လာကြည့်ပါမယ်။သူရဲ့မူရင်းဒီခန်းကြီးရဲ့အဓိပ္ပာယ်ကသူကအမခုတဲ့ခွေးအခိတိုင်းပေါ့နော်ခြုံပြီးဖြစ်နေတဲ့အရေးတွေကို Mitsu ဆိုပြီးတော့အဓိပ္ပာယ်ရတယ်ပေါ့နော်။အဲ့ဒါကြောင့်မလို့သူ့ကိုဒီ Hachimitsu နဲ့တွဲပြီးတော့သုံးဖာပေါ့နော်။ ပြာရည်ဆိုပြီးတွေ့သုံးဖန်အောင်ဖြစ်ပါတယ်။ဟိုဒိုးရှိကရိယာမရှိဘူး။တော့တခြားစကားလုံးလေးနဲ့လေ့လာရှင်းတယ်ဆိုလို့ရှိရင်တော့ပထမဆုံးလေ့လာမှာက become 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 ဆိုတာကြတော့လိမ္မော်သီးကိုပြောတာဖြစ်တယ်ပေါ့နော်။အဲ့တော့လိမ္မော်ဒီဟိုပြောလေမော်တဲမှာရှိတဲ့အရေပေါ့ရွှမ်းနေတဲ့ဟာအဲ့ဒါကြောင့်မလို့မိကိုထည့်ထားတာပေါ့နော်။နောက်မိကန်။နောက်တစ်ခုကကြတော့မီတုကေတုမီတုကေတုမီတုကေတုဆိုတာကြတော့ အလွန်တရာအောင်မှဆက်ဆံရေးပြည့်ပြည့်နေတဲ့အချိန်ကိုပြောတာဖြစ်ပါတယ်။ we took kids ဥပမာလျောခိုးနာခံခေနော်ជីခီပေါ့နော်။အဲ့တော့လျောခိုးနာခံခေနော်ជីခီကိုပြောတာဖြစ်တယ်ပေါ့နော်။ဟိုခက်ကိုရှိတာဘာကာရီတဲ့ဖူတလီဝမီတူကေတူနော်ဂျိုနာဂျီကန်အိုဆူဂိုရှိတဲ့အီဒူလက်ထပ်ခါစာဖြစ်တဲ့အတွက်ကြောင့်ဘလို့နှစ်ယောက်ဒီသူတို့သားတဲ့သူတို့သမီးနှစ်ယောက်ပါဆိုလို့ရှိရင်မီတူကေတူအချိန်ကာလဆိုတာအဲ့လိုမျိုး ပြောမယ်ဆိုရင်အရန်ကိုတစ်မြက်နေတဲ့အနေအထားအချိန်ကာလမျိုးကိုဖြတ်သန်းနေကြတယ်။ဆိုတဲ့ပုံစံမျိုးနဲ့သုံးတာဖြစ်ပါတယ်။အဲဒါဆိုရင်နောက်ထပ်တစ်လုံးကိုထပ်ပြီးတော့လေ့လာကြည့်ပါမယ်။အခုနောက်ထပ်လေ့လာရမယ့်စကားလုံးလေးကကြတော့ခဲဆိုပြီးတော့အတန်ထွက်တာပေါ့နော်။ဝန်းညုံမီကခဲဆိုပြီးတော့အတန်ထွက်ပြီးတော့ခွန်းညုံမီကကြတော့ဟိုသားလူဟိုသားလူဆိုတာကကြတော့ပုစိန်ချူကိုပြောတာဖြစ်ပါတယ်။အဲတော့သူ့ရဲ့မူရင်းအတိတ်ဘယ်ကရော်လူနီဟီခါဟီခါလီကိုခါဆူလူခွန်ချူပေါ့နော်။ ညဘက်မှာအနည်းအောင်ထွက်စေတဲ့ပိုကောင်ကြီးကိုပြောအပ်ဖြစ်တယ်ပေါ့နော်အဲ့တော့သူ့နဲ့ပတ်သက်ပြီးတော့ဒိုးရှိတတိယအနေနဲ့ဆိုရင်တော့မရှိဘူးပေါ့နော်တကယ်လို့ကလေးရအနေနဲ့သုံးချင်တယ်ဆိုရင်ဟိုတာလူကခိခလူဟိုတာလူကခိခလူဆိုလို့ရှိရင်ပိုစိန်ချူလေးကတစ်ဖက်ဖြက်နေနေရဆိုရင်ပုံစံမျိုးကိုသုံးတာပေါ့နော်ဟိုတာလူကမောက် ပိုတာလူကအမဟုဆိုရင်ပိုစိန်ဂျူလေးကပြန်တန်းနေတယ်ဆိုရင်အတိတ်ပင်မျိုးနဲ့ပုံကအမျိုးလေးတော့ရှိရပေါ့နော်နောက်တစ်ခုကသူနဲ့ပတ်သက်တဲ့စကားလုံးသူကခဲဆိုပြီးတန်ထွက်တာဖြစ်တဲ့အတွက်ကြောင့်မလို့သူနဲ့ပတ်သက်တဲ့စကားလုံးကိုလေ့လာကြည့်မယ်ဆိုရင်ခဲခိုခဲခိုခဲခိုဆိုတာကကြတော့ပြောမယ်ဆိုလို့ရှိရင်အလင်းရောင်အလင်းရောင်ထွက်နေတာမျိုးကိုပြောတာပေါ့နော် ခနနူမောဝခူတိုင်းပါလျှော်တဲ့ခေအိုအိုဟန်ဟာနာဇ်ဆိုလို့ရှိရင်ဒီဝတ်ဆောင်ပါဆိုလို့ရှိရင်မှောင်နေတဲ့အချိန်မှာတော့မှအလင်းရောင်ပြီးတော့အလင်းပြန်နေဆိုတဲ့ပုံစံမျိုးလေးနဲ့ရေးထားပါတော့။နောက်တစ်ခုကကြတော့ခေကိုတိုခေကိုတိုခေကိုတိုဆိုတာကကြတော့ဘာပြောရလဲဆိုတော့ဒီဓာတ်တိုင်းဓာတ်မီချောင်းတွေမီချောင်းကဲ့သို့အင်းတဲ့အဟာမျိုးတွေကိုခေကိုတိုလို့ခေါ်တာဖြစ်ပါတယ်။နောက်တစ်ခုကကြတော့ ကဲဆက်စကဲဆက်စကဲဆက်စဆိုတာကြတော့သူကအပင်မခံအပင်မဆင်းရဲခံပြီးတော့ပြောမဆိုရင်ခူလို့ရှိတဲ့ဘင်းကျောဆိုလို့ဆိုတဲ့ပုံစံမျိုးပေါ့နော်လေးလာတာမျိုးကိုအသုံးပြုလေပေါ့နော်ဟုတ်အဲ့တော့ခါရီခါရီကကဲဆက်စနော်ဒူလီကိုခါဆာနေတဲ့ဒိုက်ကာခုနီကိုကခုရှိမန်စတာသူကလုံလဝရိယထားအဆိုင်ပြီးတော့စူးစမ်းတယ်သူရဲ့လုံလာကြောင်ပေါ့နော်လုံလာတွေကိုထပ်ပြီးစူးစမ်းတဲ့ကြောင်မို့လို့ တက်တူအောင်မြင်သွားခဲ့တယ်ဆိုရင်အတိတ်ပြင်းလို့နဲ့သုံးနေပေါ့နော်အဲဆိုရင်နောက်ထပ်တစ်လုံးထပ်ပြီးလေ့လာကြည့်ပါမယ်အခုလေ့လာမယ်စကလုံးလေးရကြတော့ key ဆိုပြီးတော့အတန်ထွက်ပြီးတော့ခမေပေါ့နော်ခမေဆိုတာ late ကိုပြောတာဖြစ်ပါတယ်အဲ့တော့သူ့နဲ့ပတ်သက်ပြီးတော့စကလုံးတစ်လုံးလေ့လာကြည့်ပါမယ်အဲ့ဒါကဘာလဲဆိုတော့ key let's key let's key let's ဆိုတာ အကွဲချောင်းပိုးရှတဲ့အရာမျိုးတွေအကြောင်းတွေကို ပြောတာဖြစ်ပါတယ်။ဒါမှမဟုတ်ဆိုရင်ဝါလေးမဲတို့ဟီဘီတို့ပြောတာမျိုးပေါ့နော်။ခါပဲနီခီလဲစုကဟိုက်တဲ့ဤသူဆိုလို့ရှိရင်နေရာမှာအကြောင်းတွေပေါ်နေတယ်အကြောင်းတွေဖြစ်နေတယ်ဆိုရင်အဓိပ္ပာယ်မျိုးနဲ့သုံးထားဖြစ်ပါတယ်။နောက်တစ်လုံးထပ်လေ့လာကြည့်ပါမယ်။အခုလေ့လာမယ်စကားလုံးလေးကကြတော့ကြာတို့ဓာတို့အတန်ထွက်တဲ့စကားလုံးလေးပေါ့နော်။သူ့ကိုခွန်းရောင်မြင်နေတယ်ဆိုလို့ရှိရင်နော်ဟဲ့ပြီး ဟဲ့ပြီဆိုတာမွေကိုပြောတာဖြစ်ပါတယ်ဒိုးရှိကရိယာတော့မရှိဘူးပေါ့เนาะအဲ့တော့ခြားစကားလုံးလေးတွေကိုလေ့လာကြည့်မယ်ဆိုရင်ပထမတစ်ခုကဂျာကူချီဂျာကူချီရေပိုက်ကောင်းပေါ့เนาะနောက်တစ်ခုကဒါခိုးဒါခိုးဒါခိုးဆိုအခွေကောက်သွားတဲ့လမ်းလေးကိုအခွေကောက်သွားတဲ့ဆိုတဲ့ပုံစံမျိုးကိုပြောတာပေါ့เนาะဥမာဆန်တိုဝါခါဝါနီဆိုတဲ့ဒါခိုးရှိတဲ့အီဗျူဆိုလို့ရှိရင် တောင်ကတောက်ပတ်လန်းလန်းချောင်းနေရဆိုလို့ရှိရင်မြစ်တလျှောက်ကိုပွေပတ်ပြီးတော့အကွေကောက်တွေနဲ့သွားတယ်ဆိုတဲ့ပုံစံမျိုးကိုရေးထားဖြစ်ပါတယ်နောက်တစ်ခုကကြတော့ဂျာဘာလာဂျာဘာလာဂျာဘာလာဆိုတာကတော့ဘာပြောရလဲဆိုတော့အခုဒီပုံထဲမှာပြထားတဲ့အတိုင်းပဲပေါ့နော်အဲအဲ့လိုမျိုးပိုက်ပိုက်ချောင်းတွေပေါ့ကွေကောက်ပြီးလှုပ်ထားတဲ့ပိုက်ချောင်းတွေအဲ့ဒါကိုဂျာဘာလာလို့ပြောတာဖြစ်ပါတယ် နောက်ခုလေးလာမယ့်စကားလုံးလေးကကြတော့ G တို့ A တို့အတန်ထွက်တဲ့စကားလုံးလေးပေါ့နော်သူ့ကို S S S ဆိုတာကြောင့်အစာကိုပြောတာပေါ့နော်ဥပမာသူနဲ့ချက်ကမယ့်စကားလုံးလေးကကြတော့ A G K A G K A G K ဆိုတာသားကောင်ဖြစ်တာပေါ့နော်ဥပမာဆိုလို့ရှိရင်အဲမုတ်ဆိုးရဲ့သားကောင်ဖြစ်သွားတယ် Lion တော့ A G K နီနာလို့ဆိုလို့ရှိရင်ဒီချင်းသေးရဲ့သားကောင်အနေနဲ့ဖြစ်သွားတယ်အဲ့လိုပုံစံမျိုးအနေနဲ့အသုံးပြုရဲပေါ့နော် အခုလေ့လာမယ်စကားလုံးလေးကကြတော့ဂျက်ခုဂျက်ခုဂျက်ခုအတန်ထွက်ပြီးတော့စူစူမဲစူစူမဲဆိုတာစာကလေးကိုပြောတာဖြစ်ပါတယ်အဲ့တော့တခြားစကားလုံးလေးနဲ့လေ့လာကြည့်မယ်ဆိုရင်စူစူမဲနော်နာမီတာစူစူမဲနော်နာမီတာစူစူမဲနော်နာမီတာဆိုတာကကြတော့မဖြစ်ဆလောက်ပမာဏလေးအဖိုးမတန်တဲ့အရာဥပမာဖွဲနဲ့စကွဲပုံစံမျိုးအဲပမာဏဆိုလေနည်းငယ်တဲ့ပမာဏအဲ့လိုပုံစံမျိုးကိုစူစူမဲနော်နာမီတာဆိုပြီးတော့ပြောလေပေါ့နော် စုစုမဲနော်နာမီတာဟိုတို့နော်ဘောနပ်စုဆိုလို့ရှိရင်ဘောနပ်ကအရင်နေတယ်လို့ပြောတာဖြစ်ပါတယ်။နောက်တစ်ခုကဒီစာကလေးပါတဲ့ဟာပေါ့နော်ခုချာခုခုချာခုခုချာခုဆိုတာကကြတော့ဒေါင်းကိုပြောတာဖြစ်ပါတယ်။အဲ့တော့နောက်ထပ်တစ်ခုကိုထပ်ပြီးတော့လေ့လာကြည့်ပါမယ်။ ဖြူးဆိုပြီးတော့အတန်ထွက်တဲ့ဟတ်သူဆိုတဲ့စကားလုံးလေးကိုလေ့လာကြည့်ပါမယ်။ဟတ်သူဆိုတာခိုမှတ်လေးပေါ့နော်။ငိမ့်ချင်းငိမ့်မှတ်လေးခို။ပြီးတဲ့အခါကျတော့ဒီခိုအိမ်ကိုကြတော့ဟတ်သူခေါ်ရ။ဟတ်သူခေါ်ရ။ဟတ်သူခေါ်ရခိုအိမ်။နောက်တစ်ခုကကြတော့ဒီနဖားပေါက်ပေါ့နော်။ပြောမယ်ဆိုရင်ကျိုးရည်ချီရည်ထိုးတဲ့ခါမှာအပေါက်လေးနီ။အဲ့အဲ့အပေါက်ကိုကြတော့ဟတ်သူမေ။ဟတ်သူမေ။ပြီးတဲ့အခါကျတော့ဒီမှတ်အလောက်အိမ်ပုံစံမျိုးအိမ်ကိုကြတော့ဘာလို့ခေါ်လဲဆိုတော့ Q ရှာ Q ရှာ Q ရှာလို့ခေါ်ပါတယ်အခုထပ်ပြီးရောထည့်ထားမယ်စကလုံးနေရာကြတော့သူကတိရစ္ဆာန်တွေရဲ့စကလုံးတွေနဲ့နောက်ပြီးတဲ့အခါကျတော့ဒီတောင်တွေအငူတွေတောင်ကုန်းတွေတောင်ဘိုးတွေပေါ့နော်အဲ့လိုစကလုံးတွေပေးချန်တော့တာပြည်တဲ့ကြောင်မလို့မြန်မာစာနဲ့ရေးပြီးတော့တင်ပြီးတော့ထည့်ပေးထားပါတယ်အဲ့တော့ အဲ့ဒါလေးကိုတော့ဒီတိုင်းလေးပဲကြည့်ပြီးတော့ပဲမှတ်ပြီးတော့ကြားလိုက်ပါရှင်။အဲဆိုရင်နောက်ထပ်ဗီဒီယိုကိုအခန်းကိုမှထပ်ပြီးတော့တွေ့ပါမယ်။ဂျာမတာနီယပ်စကလေးစာမဒေစတာဘိုင်ဘိုင်။